ောင်းတင်းနဲ့ပတ်သက်ပြီးတော့အမှတ်စရာလေးတစ်ခုပြောချင်တယ်အတူကောင်အဖြစ်တော့ A L I C E alike အလိုအတူကောင်မှတ်ထားလိုက်အဲဒီခါကျတော့နည်းနည်းထပ်ပြီးတော့ဗာလေးပြောချင်တယ်ဆိုတော့ A ဆိုတာက SS အဲဆိုတာက liability ကျွေး I ဆိုတာက income ဝင်ငွေစီဆိုရာက capital အရင်းနီး e ဆိုရာက expenses အသုံးစရိတ်အဲ့ဒီမှာမှတို့ asset အကြောင်းစပြောမယ်အပေါ်ပိုင်းက increase အောက်ပိုင်းက decrease ဒါဆိုတို့ပြန်ပြောမယ် airline c alikes ဒါဆိုရင် asset တိုးရင် debit asset ရောရင် credit liability ကြတော့ပြောင်းမြန် liability တိုးရင် credit liability ရော့ရင် debit income ဝင်ငွေတိုးရင် credit ဝင်ငွေရော့ရင် debit capital အရင်းဒီ capital တိုးရင် credit capital ရော့ရင် debit expenses အသုံးစရိတ် expense တိုးရင် debit expense ညော့ရင် credit ဒီ nature လေးတွေကိုရအောင်ကြည့်ထားမယ်ဆိုရင်တော့တော်တော်များများမှာအသုံးဝင်ပါလိမ့်မယ်အဲ့တော့ပြန်ပြောမယ် ss a l i c e alikes alikes မှာမှ ss ရပိုင်ခွင့် ss တိုးရင် debit ss ညော့ရင် credit library ကျွေး library ကကြတော့ library တိုးရင် credit library ရောက်ရင် debit income ဝင်ဝေး income တိုးရင် credit income ရောက်ရင် debit capital အရင်းနီး capital တိုးရင် credit capital ရောက်ရင် debit expenses အသုံးစရိတ် expense တိုးရင် debit expense ရောက်ရင် credit ဒါလေးတွေကိုနားလည်ပြီးတော့နောက်သင်ခန်းစာတွေမှာလည်းဆက်လက်ပြီးတော့စောင့်မျှော်ကြည့်ရှုပေးပါဦး ཁས ཁས ཁས